တဘိုးတန်စာစင်ကထုတ်ဝေတဲ့နိုင်ငံသမောက်မဟုတ်သူများအတွက်အာနာဆိုင်ရာအလွဲဖက်စာဤစာအုပ်ကိုဆရာစန်းစာဆာမီကရေးသားပြီးဆရာမပြိုကတီးဖြတ်ထားတာဖြစ်ပါတယ်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း6အခန်း၄လူအခွင့်ရေးကို နားလည်ကြည့်ခြင်း လူသားရဲ့အလိုဆန္ဒ ဒီမိုကရေစီကို ပြောပြီးဆိုရင်လူတိုင်းမှာရှိတဲ့အလွန်ဆန္ဒတွေကိုပြန်ပြီးတွေ့ရမှာပါဒီစာအုပ်ကိုရေးသားတဲ့အခါမှာအခြေခံယူဆချက်ရှိပါတယ်ဒီယူဆချက်တွေကိုချုပ်လိုက်ရင်လူတိုင်းဟာပျော်ရွှင်မှုငြိမ်းချမ်းမှုနဲ့လူတန်းစီနေတာရေးတို့ကိုလူလားတယ်လို့ပြောနိုင်တယ်ဒါပေမဲ့လူတယောက်နဲ့တယောက်ဦးစားပေးတာချင်းပဲတူပါမလဲနောက်ပြီးတော့လူတွေကကိုယ်ကိစ္စတင်တာမဟုတ်ပဲသူများကိုလည်းဘယ်လိုနေသင့်ဘယ်လိုထိုင်သင့်နေလဲ လူအသားဝိုင်းကလည်းဘလို့ဖြစ်တဲ့နယ်ဆိုတဲ့ဆန္ဒတွေလည်းရှိကြတာမျိုးမဟုတ်လားအကျိုးစီးပွားလို့ပြောရင်လည်းမြန်မာနိုင်ငံကလူတွေကတွန့်သွားတတ်သေးတယ်အားလုံးကပရဟိတလုပ်နေတာမှမဟုတ်တာလူတိုင်းမှာသူ့လူလာချင်တဲ့သူရှိတယ်တကယ်သာပရဟိတပဲလုပ်ပြီးအတဟိတကိုမလုပ်ဘူးလို့စဉ်းစားရင်ထမင်းစားတိုင်းမှာအပြစ်ရှိနေတော့မှာပဲကိုစားမဲ့ထမင်းကိုတခြားစားနေတဲ့သူတွေကိုကျွေးတင်တယ်မဟုတ်လားအပန်းဖြေတိုင်းအပြစ်ရှိနေတော့မှာပဲ အလို့စူးစားပြီးသူများကိုထောက်ပံ့ပေးတင်တာမဟုတ်လားကို့အတွက်တကယ်မလို့တဲ့ပစ္စည်းတွေဝယ်တိုင်းလဲအပြစ်ဖြစ်နေတော့မှာပဲနောက်ပြီးဘောဟာရအပြင်အကျိုးစီးပွားဆိုတာကစိုးကျိုးပြဿနာရဲ့ဆန့်ကျင်ဘက်ပါအဲ့တော့လူတွေကိုစိုးကျိုးဖြစ်တာမလို့လားဘူးလို့ပြောရင်အကျိုးစီးပွားလို့လားတယ်လို့ပြောရမှာပဲကို့ကိုကိုစိုးကျိုးဖြစ်တာမလို့လားဘူးဆိုတာကို့အကျိုးစီးပွားကိုလူလာရရောက်တာပဲကို့မိသားစုစိုးကျိုးဖြစ်တာမလို့လားဘူးဆိုတာမိသားစုအကျိုးစီးပွားကိုလူလာဖို့ပဲ ကို့အတွက်ကို့မိသားစုအတွက်ကို့အတိုင်းဝိုင်းအတွက်အကျိုးစီးပွားလိုလာတာဟာကိုကျင့်တရားအရတာရုခေါ်လိုက်တယ်ဒီလိုပဲနိုင်ငံရေးလူမှုရေးစုဖွဲ့မှုဟာဘုံအကျိုးစီးပွားအားလုံးအတွက်ကောင်းမွန်မှုကိုသာအခြေခံရမှာဖြစ်တာပါပဲလွတ်လပ်မှုဆိုရပါပဲလွတ်လပ်စွာရွေးချယ်နိုင်မှုဟာလူတယောက်ရဲ့အရေးကြီးတဲ့ဝိသေသလက္ခဏာတစ်ရက်လို့ယူဆကြပါတယ်ဒါဆိုလွတ်လပ်တယ်ဆိုတာဘာလဲလွတ်လပ်ခြင်းကိုဘယ်လိုသိနိုင်မလဲ ဒသနာအဖြစ်တော့လွတ်လပ်ခြင်းဆိုတာလက်ရှိအခြေအနေနဲ့ကန့်သက်ခြင်းမခံရလိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်တာကိုလွတ်လပ်တယ်လို့အကျဉ်းမြင့်သတ်မှတ်ကြပါတယ်လူတယောက်ရဲ့ဖွင့်ပြခြင်းနဲ့လွတ်လပ်ခြင်းကတိုက်ရိုက်ချိုးကြတယ်ဒါပေမဲ့လွတ်လပ်တယ်ဆိုရမှာနိုင်ငံရေးအရာလွတ်လပ်တာဟာလောက်ချင်ရလောက်ခွင့်ရှိတာကိုဆိုလိုမှာတော့မဟုတ်ဘူး Thomas Hobbes ကတော့လူတွေဟာမူလတဘာဝအတိုင်းသာနေရရင်အချင်းချင်းဖိစီးနှိပ်စက်တာမှုအသက်မတူဘူး ဘဝမကျန်းကြစေဖို့လောက်ချင်ရလောက်ခွင့်တွေကိုအစိုးရစီမှာပေးထားရတယ်လို့ရှုမြင်တယ်။ဂျွန်လော့ကတော့လူဆိုတာဘုရားသခင်ကပေးတဲ့ဝိရပါအသက်ရှင်ခွင့်လွတ်လပ်ခွင့်ရှိတယ်လို့ရှုမြင်တယ်။ရူဆိုကတော့လူအတွက်လွတ်လပ်ခွင့်ကအရေးကြီးတယ်ဒါပေမဲ့လူတွေချင်းချင်းပေါင်းသင်းကြရင်ကောင်းမွန်တဲ့ဘုံစည်းဘာကိုလူသားတဲ့စိတ်နဲ့သာပေါင်းသင်းရမယ်ဒါကြောင့်ခြေဝင်ရလွတ်လပ်တယ်ဆိုတာလောက်ချင်ရလောက်ခွင့်မဟုတ်ဘူး။ခြေဝင်ဤကြလွတ်လပ်မှုဟာအများအကောင်ကျိုးလူလားချင်းကသာ ထွက်လာတယ်လို့ယူဆတယ်။လူအခွင့်အရေးသမိုင်းလူအခွင့်အရေးအကြောင်းကိုပြောပြီးဆိုရင် သမိုင်းအကြောင်းလည်းမဖြစ်မနေပြောရမှာပါ။လူသမိုင်းအကြောင်းအကြောင်းအပေါ်မှာတော့ကစာရေးသူတို့ဆွေးနွေးခဲ့တာလေးရှိပြီးသားမို့ထပ်ပြီးစာမချဲ့တော့ပါဘူး။အစကလူအခွင့်အရေးဆိုတာတွေမရှိပါဘူး။အောက်စုနဲ့နေရင် လုံခြုံမယ်။အောက်စုတွေကထွက်သွားရင်မလုံခြုံဘူး။အဲဒါစုတဲ့ပေါင်းနေရင်အဲ့ဒီအသားဝိုင်းကလူတွေလက်ခံတဲ့အတိုင်းနေရမယ်အုတ်ချုပ်သူသဘောကျနေရမယ်အဲ့ဒါဆိုရင်တော့လုံခြုံတယ် ကိုဟာအောက်စုတစ်ခုမှာရှိနေကြောင်းဖော်ပြဖို့သင်ငယ်ကြတွေပြုကြတယ်။ဥပမာအဝိစာအကအယုတ်တွေစသဖြင့်ယဉ်ကျေးမှုတွေ သင်ငယ်ကြတွေတုံးကြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကျော်939 BC မှာဘေဘလုန်ကိုပါရှားပြည်ဆိုင်ရပ်စ်ကနိုင်တော့ယဉ်ကျေးမှုမတူတဲ့သူတွေကိုအုပ်ချုပ်ဖို့အတွက်စဉ်းစားတယ်။ဂျုံတွေကိုလွတ်ပေးပြီးကိုယ်ပွယ်မှုကိုလွတ်လပ်ခွင့်ပေးလိုက်တယ်။အဲ့ဒါကိုရှုံစည်းနဲ့လှုပ်ထားတဲ့ဆလင်ဒါမှာရေးထားတယ်။ The Cyrus Cylinder လို့လူသိများတယ်။ဒါပေမဲ့ ဲ့ဒီအခွင့်အရေးက လူနည်းစုပဲရသေးတယ်။အလက်ကြီးကျတော့အင်္ဂလန်မှာ King John ဆိုတဲ့ဘုရင်ဆိုးတရားအုပ်ချုပ်တယ်။သူလောက်တာတွေမဟုတ်တော့လူတွေကတော်လန်ပြီးတော့1235ဂျွန်25မှာ Magna Carta မြင့်မြတ်တဲ့စာတန်းလို့လူသိများကြတဲ့စာချုပ်ကိုချုပ်နိုင်တယ်။ပုပ်ယန်မင်းကြီးကလက်မခံတောင်းကြီးညာတော့ဘုရင်ဂျွန်ကတော်လန်တဲ့သူတွေကိုစစ်တွေပတ်တိုက်တယ်။သူဆုံးသွားတော့သူ့သား Henry တက်လာပြီးအကြံပေး William နဲ့ မက်ဂနာဂါရာကိုရရဲ့ချာတာဆိုပြီးပြန်အတီးပြုတ်တယ်။အဲ့ဒါကိုသဘာဝဥပဒေ natural law လို့ခေါ်ပါသေးတယ်။လူသားတွေရဲ့ဂုဏ်သိက္ခာနဲ့လုံခြုံမှုကိုဘယင်တောင်လူယူသွားလို့မရဘူးလို့စပြီးတွေးကြပါတယ်။နောက်ကြတော့ကဘာကြီးမှာပြဿနာတွေစစ်တွေဆက်ဖြစ်တယ်။အဲ့ဒီနောက်မှာ American dollar ကြီးပေါ်ပေါက်လာတယ်။နောက်ပြင်သစ် dollar ကြီးဖြစ်လာတယ်။လူသားအလုံးဟာတူညီစွာရှိတယ်လို့ပိုပြီးတွေးလာကြတယ်။ natural law ဆိုတဲ့တွေးခေါ်ကနေ natural rights တွေဖြစ်လာတယ်။ အဲ့ဒီနောက်မှာကဘာစစ်ကြီးစဖြစ်တယ်။မက်ဒမကန်နီကလူအခွင့်ရေးဟာဥရောပမှာပဲရှိတာမဟုတ်ဘူး။ကမ္ဘာလူသားအားလုံးနဲ့ဆိုင်ကြောင်ပြောလာတယ်။လှုပ်ရှားမှုပေါင်းစုံရဲ့နောက်မှာတော့အပြည်ပြည်ဆိုင်ရာလူအခွင့်ရေးကြေညာစာတဲ့ Universal Declaration of Human Rights ဆိုပြီးဖြစ်လာပါတယ်။လူအခွင့်ရေးရဲ့အတိတ်ကိုနည်းနည်းလေးပြန်လည်ကြည့်ရဆိုပါတော့လူအခွင့်ရေးသမိုင်းကဥရောပအခြေခံအားကြီးပေမဲ့အာရှမှာလည်းလှုပ်ရှားမှုတွေရှိပါတယ်။ဥပမာပေးရရင်ဗုဒ္ဓဘာသာ လူသည်အမျိုးအားဖြင့်မမြင့်မြတ်နိုင် အပြုမူအားဖြင့်သာမြင့်မြတ်နိုင်တယ်လို့ပြောခဲ့တယ်။ယန်းတွေကိုလူမျိုးကိုချေပြုလို့နေမြင့်ရုပ်မြတ်ပြောရင်အဘက်သင့်စေ လို့ပြညတ်တယ်။အရာအလုံးလူအလုံးကြားကအပြန်အလှန်ယက်တည်မှုနဲ့အကြမ်းမဖက်မှုတီးခံမှုအလဲလက်လမ်းစဉ်ကိုတင်ပေးခဲ့ပါတယ်။ကံဆိုတာစေတနာနဲ့အလုပ်ရဲ့အကျိုးလို့တင်ပေးတယ်မခွဲကြဖို့ပြောတယ်ဒီဒသနာတွေက နေရာတိုင်းမှာရှိပါတယ်။ဒီတော့ လူအခွင့်အရေးဆိုတာရဲ့အတွေ့အကြုံဒသနာကိုလည်းနဲ့ပြောပြပါစီတဲ့ဥစံပိုင်းဘရင်စနစ်ရဲ့အာဏာတွေပေါ်ပေါက်လာတဲ့ခါတုန်းကဘရင်ကအားလုံးကိုပိုင်တယ်လို့ယူဆကြတယ်။ယောက်ျားကမိန်းမထဲမြင့်မြတ်တယ်လို့ထင်ကြတယ်။လူတန်းစားခွဲကြတယ်၊အသားရောင်ခွဲကြတယ်။ယဉ်ကျေးတယ်ဆိုတာဘာလဲလို့စူဇန်မီရင်စာရေးသူအနေနဲ့ပုံပြီးယဉ်ကျေးလာတဲ့လူအတိုင်းဝိုင်းရဲ့ဝိသေသလက္ခဏာကိုကိုကို တင်ပြလိုပါတယ်။နံပါတ်1တယောက်နဲ့တယောက်မျှတစွာသားအစားသာဖြစ်အောင်နေထိုင်ကြတယ်။ တိုက်ခိုက်ဖို့ကိုရှေ့မရှိဘူးနံပါတ်1တောင်းတဲ့တရားလက်ခံပေးကြတယ်နံပါတ်3ကရုဏာတရားကိုလက်ခံထားတယ်နံပါတ်4သူတော်ဘာပိုင်ဆိုင်မှုကိုလေးစားတယ်နံပါတ်5လိညာပြောဆိုလှုပ်ဆောင်တာတွေမရှိသလားဖြစ်တယ်နံပါတ်6သူတော်ဘာကိုရောမိမိကိုယ်ကိုပါသိငယ်အောင်မလုပ်ဘူးနံပါတ်9လူတိုင်းကိုပညာရေးနဲ့တွေးခေါ်လွတ်လပ်မှုတွေပေးတယ်နံပါတ်10သူတော်ဘာရဲ့စွမ်းရည်နဲ့ပါရမီကိုလေးစားတယ် talent ပေါ့နံပါတ်9တကယ်အလုပ်ဖြစ်တဲ့ ရလက်တွေတိုးတက်တယ်တံပိုးတွေမြင့်နိုင်တယ်ယင်ကြီးလာတဲ့လူအတိုင်းဝိုင်းတကူဟာဘာလဲဆိုတာကိုပြောပြီးရင်ဆိုင်းသူတို့တခြားသိဖို့လိုတဲ့အတွေးခေါ်တချို့စီကိုဆက်သွားရအောင်ပါ human right မှာလူသားနဲ့အခွင့်အရေးဆိုပြီးနှစ်ပိုင်းပါတယ်လူသားဆိုတဲ့အောက်မှာဆွေးနွေးတင်တာသုံးခုလောက်ထုတ်ကြည့်ရမယ်လူ human being ဆိုတာဘာလဲ dignity ဂုဏ်သိက္ခာဆိုတာဘာလဲအုပ်စုပြုအပ်တာဘာဝအမှတ်တင်ညာ identity ရဲ့အကြောင်း အခွင့်အရေးဆိုတဲ့အောက်မှာလည်းဆွေးနွေးကြတာတချို့ရှိပါတယ်။အရပိုင်ခွင့် rights ဒါလည်းပဲ positive rights နဲ့ negative rights လို့ခွဲနိုင်ပါတယ်။ဥပဒေ law ဒီမှာလည်းနှစ်ပိုင်းပါမယ်။ natural law နဲ့ positive law ပါ။တရားမျှတမှု justice ဒီ justice မှာလည်း just law နဲ့ unjust law ဆိုပြီးတော့ရှင်းရမယ်။ရပိုင်ခွင့်နဲ့ဥပဒေထိတ်တိုက်တိုးရင်ဘယ်လိုလုပ်မလဲဆိုတာကိုလည်းမေးရမယ်။ တန်းတူညီမျှမှု equality ရလတ်တူရေးလားအခွင့်အလမ်းတူရေးလားအရင်းမြစ်တူရေးလားတာဝန် duty မချိုးဖောက်ဖို့ကာကွယ်ပေးဖို့စတဲ့တာဝန်နေဗော်လ်တရားကပြောခဲ့မှုတဲ့အဲခင်ဗျားပြောတာသဘောမတူဘူးဒါပေမဲ့ခင်ဗျားရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုတော့အသေးခံကာကွယ်ပေးဖို့အသင့်ပဲလို့ပြောခဲ့မှုတယ်လူခွင့်ရေးဆိုတာလူဖြစ်လို့ကိုရကိုရရမဲ့ရပိုင်ခွင့်အခွင့်အရေးဖြစ်တယ်တပတ်ကလည်းအခွင့်အရေးရလာတာကြောင့် တာဝန်နဲ့ကြည်ရမှာကိုမှတ်သားသိရှိဖို့လိုပါတယ်။လူခွင့်ရေးကိုစဉ်းစားတဲ့အခါမျိုးဆက်၄ခုကိုခွဲခြားတွေးလို့ရတယ်။တစ်ကနိုင်ငံသားနဲ့နိုင်ငံရေးရာဆိုင်ရာရပိုင်ခွင့်နေအပြာရောင်ရပိုင်ခွင့်များလို့မှတ်ထားမယ်။နံပါတ်၄ကစီးပွားရေးလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာရပိုင်ခွင့်အနီရောင်ရပိုင်ခွင့်များနံပါတ်၃စုပေါင်းရပိုင်ခွင့်များအစိမ်းရောင်ရပိုင်ခွင့်တွေနံပါတ်၄ဒစ်ဂျစ်တယ်အခွင့်အရေးတွေဖြစ်ပါတယ်။ပြမမျိုးဆက်ဖြစ်တဲ့နိုင်ငံသား ရပိုင်ခွင့်ဆိုတဲ့ server rights တွေကစောပါတယ်။ဥမာ Socrates တို့မတိုင်ခင်ကတည်းကစတင် တွေးတောနေကြပါပြီ။လွတ်လပ်စွာတွေးတောခွင့်၊လွတ်လပ်စွာစုဝေးခွင့်၊လွတ်လပ်စွာ ပြောဆိုခွင့်၊စကားအရာတန်းတူညီခွင့်စတာတွေပါ။အဲ့ဒီနောက်မှာနိုင်ငံရေးအခွင့်အရေးတွေလိုက်လာပါတယ်။အစိုးရကိုလွတ်လပ်စွာရွေးချယ်ခွင့်မှာသူတို့ကိုချုပ်ကြည့်ရင်အများအားဖြင့် negative rights တွေလို့ပြောလို့ရတယ်။ negative ဆိုတာက အရှုံးမခံမဲ့ကန့်သက်ပိုင်ခွင့်ဖြစ်လို့ပြောတာပါ ီအခွင့်အရေးတွေကိုကုလသမဂ္ဂကြီးညာစာရန်တို့နိုင်ငံတကာနိုင်ငံသားနဲ့နိုင်ငံသားအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်စာရာတွေမှာဖော်ပြထားပါတယ်။ဒုတိယမျိုးဆက်ကတော့နိုင်ငံရေးရပိုင်ခွင့်အတွေ့အခေါ်တွေရဲ့နောက်ကနေပါလာတာဖြစ်တယ်။ကိုယ်ယဉ်ကျေးမှုနဲ့ဘာသာစကားကိုလွတ်လပ်စွာကျင့်သုံးပိုင်ခွင့်လိုလူမျိုးရေးရပိုင်ခွင့်သဘောပါ။အလောက်ကန်ခွင့်လန်းလိုပုံစံမျိုးတွေလည်းပါတယ်။လောက်ပေခြင်းအားဖြင့်လက်ခံရရှိမဲ့ positive rights တွေဖြစ်တယ်။ တတိယမျိုးဆက်စုပေါင်းရပိုင်ခွင့်ကတော့ပုံများပြီးပိုလျှောက်တယ်။လူသားမျိုးနွယ်တစ်ခုလုံးစီးလုံးညီညွတ်ခြင်းအတွက်ရပိုင်ခွင့်လို့လည်းတချို့ကညီညွတ်တယ်။ပါရီပါလဲဆိုတော့လူသားမျိုးနွယ်တစ်ခုလုံးနဲ့မျှဝေရမယ်လို့ယူဆနိုင်တဲ့တန်ရှင်းသောလေကိုရှူဆိုင်ပိုင်ခွင့်တန်ရှင်းသောသဘာဝပတ်ဝန်းကျင်ကိုရပယူပိုင်ခွင့်စတဲ့သဘောတရားလို့ဖြစ်ပါတယ်။တနိုင်ငံနဲ့တနိုင်ငံတိတိတတ်တာကွဲပြားမှုရှိနေပါသေးတယ်။ရှုံးရမျိုးဆက်မှာကို data တွေ ကိုပိုင်ခွင့် digital နည်းပညာတွေကိုလူတိုင်းကလက်လန်းမီခွင့်လို့ပုံစံနေပါပင်ပါတယ်။ဒီမျိုးဆက်တွေနဲ့ခွဲခြားထားတဲ့ပုံစံကိုအားလုံးနဲ့သဘောတူညီချက်မရှိသေးပါဘူး။အထူးသဖြင့်ပထမမျိုးဆက်ကလွဲလို့အခြားမျိုးဆက်တွေမှာအငင်းပွားစရာတွေများကြီးရှိနေပါသေးတယ်။တကယ်တော့ရပိုင်ခွင့်လို့လူတစ်ယောက်ကကြီးညာလိုက်ရင်တခြားလူတွေကအဲ့ဒီရပိုင်ခွင့်ကိုလေးစားဖို့တာဝန်ရှိပါတယ်။ပြမမျိုးဆက်နိုင်ငံရေးရာရပိုင်ခွင့်မှာဒါဟာပြဿနာတိတ်မဟုတ်ပင်မဲ့တခြားမျိုးဆက်စဉ်းစားချက်မှာဆိုရက ေစည်းပေးဖို့တာဝန်မှာပါလာတဲ့အနေအထားရှိတာမို့လူတိုင်းကတော့ဒါကိုလက်ခံခြင်းမရှိပါဘူးတစ်ဖက်ကလည်းလူအခွင့်အရေးဆိုတာဟာစုံတတ်မဟုတ်ဘူးလူအခွင့်အရေးဟာကရိယာတစ်ခုဖြစ်တယ်ဒါကိုသုံးပြီးလူသားကုန်သိက္ခာကိုကျင်ညာဖို့ဖြစ်တယ်မတရားအာဏာကိုတံပြန်တနိုင်ဖို့အတွက်သက်ဆိုင်ရာအစိုးရတွေကိုထိန်းချဖို့အတွက်ထားတာပါပဲလူသားတွေအထက်ကမွေးရပါပါလာတယ်လို့ဝိညာဉ်မှယုံကြည်ချက်ဆန်ဆန်ပြောပေမဲ့တကယ်တမ်းတော့လူသားတွေကဒီလိုယူဆပြီးဒီလိုမျိုးဆက်ဆံကြမယ်လို့ မဝင်သတ်မှတ်ပေးထားတာလို့နားလည်ဖို့ရဖြစ်ပါတယ်။လူအခွင့်ရေးကြီးညာစာရန်ဒုတိယကမ္ဘာစစ်ကြီး ပေးတဲ့အိမ်ပဇူတွေကနှုတ်ထလာပြီးတဲ့အခါကုလသမဂ္ဂကိုတီထောင်ကြတဲ့နိုင်ငံတွေကလူအခွင့်ရေးချိုးဖောက်မှုတွေကနေလက်နက်ကန်ပဋိပက္ခတွေဖြစ်ပြီးကမ္ဘာစစ်တွေအထိကြီးကျယ်သွားနိုင်တယ်လို့သိမြင်လာကြပါတယ်။ဒါကြောင့်ရင်ချင်ရေးတည်ငြိမ်ရေးအတွက်နိုင်ငံတကာဥပဒေတွေကိုရေးဆွဲဖို့လိုတယ်လို့နားလည်လာကြတယ်။တွေ့တွင်ညီလာခံက1946ခုနှစ်မှာလူအခွင့်ရေးကောင်ရှင်ကို ကမ္ဘာတဝန်းကထင်ရှားတဲ့ကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းပြီးပညာချက်မူကျမ်းတစ်စောင်ကိုရေးဆွဲဖို့တာဝန်ပေးပါတယ်။လူခွင့်ရေးပညာစာရန်ဆိုတဲ့ Universal Declaration on Human Rights ကိုကုလသမဂ္ဂအဖွဲ့ကြီးက1948ခုဒီဇင်ဘာ10ရက်နေ့မှာအတည်ပြုပါတယ်။ဒီစာရန်ဖြစ်လာဖို့ကမ္ဘာကထပြုခဲ့သူက Eleanor Roosevelt ဖြစ်ပါတယ်။ဒါပေမဲ့ကနအူးလက်မှတ်ထိုးစဉ်မှာတော့ American ကကိုယ်တိုင်မပါဝင်ခဲ့ပါဘူး။နောက်မှပါလာတာဖြစ်ပါတယ်။မြန်မာနိုင်ငံကမူကျမ်းရေးရာမှာပါခဲ့တယ်လို့ စာတန်းကိုလက်ခံခဲ့တဲ့စောစုံနိုင်ငံတွေထဲမှာလည်းပါခဲ့ပါဗျ။နိုင်ငံတကာလူ့အခွင့်အရေးမူပေါင်းမှာအခြေခံလက္ခဏာ၄ရပ်ရှိပါတယ်။ Universal ဆိုတဲ့လူတိုင်းနဲ့သက်ဆိုင်ခြင်း။ In any level ဆိုတဲ့မြင့်ဆိုဖယ်ရှားမရခြင်း။ In separate evil ဆိုတဲ့နိုင်ငံမရခြင်း။ interdependence ဆိုရက်ပြန်လည်မိခိုခြင်း၄ရက်ရှိပါတယ်။အချို့လူအခွင့်အရေးတွေကိုအထူးအခြေအနေတွေမှာတန်းတူညီများတဲ့တရားစီရင်ရေးကိုအပြည့်အဝလိုက်နာမှုမပြုဘဲဖင်ရှားလို့မရဘူး။ ဥရီနဲ့ပြထန်းရင်တော့တချို့ခြေနေမျိုးမှာကန့်တန့်နိုင်ပေမဲ့ညမနှိမ့်ဆက်ခြင်းမှာလွမြောက်ခွင့်ကျုံပြူခြင်းမှာလွမြောက်ခွင့်နဲ့လွတ်လပ်စွာယုတ်တိဖို့ထင်မြင်ယူဆပိုင်ခွင့်အပါဝင်အခွင့်အရေးတော်တော်များများကိုတော့ဘလို့အကြောင်းမျိုးကြောင့်ဖြစ်စေကန့်တန့်တာမည်လို့ပြနိုင်ပါဘူးအဲ့ဒါတွေကိုကန့်တန့်ချက်မဲ့အခွင့်အရေးတွေပယ်ဖျက်မရတဲ့အခွင့်အရေးတွေ non derogable rights လို့ခေါ်ပါတယ်လူအခွင့်အရေးကြီးညာချက်အချက်30ရှိပါတယ်အတူချုပ်ကိုဒီနေရာမှာဖော်ပြပါမယ်အကျဲကို နောက်ဆက်တွဲနဲ့ဖော်ပြသွားပါမယ်။ကြောင်ညာချက်အတူချုပ်မှတ်ရန်လူတိုင်းမွေးဖွားလာကြတဲ့ကတူညီသောလူကုံတိတ်ခါနဲ့အခွင့်အရေးရှိသည်လူတိုင်းသားရောင်လိန်ကိုကွယ်သည့်ဘာသာကြားမှမရွေတန်းတူညီမျှဖြစ်သည်လူတိုင်းသက်ရှင်လုံခြုံခွင့်ရှိသည်မိသူကိုမှကျွန်အဖြစ်စေခံခြင်းမပြုရမိသူကိုမှမတရားနှိပ်စက်ခြင်းမရှိစေရလူတိုင်းတရားဥပဒေရှေ့တွင်လူသားကဲ့သို့ဆက်ဆံခံရမည်လူတိုင်းတရားဥပဒေရှေ့မှောက်တွင်တန်းတူဖြစ်သည်ကြောသားရင်သားမခွဲကြရ ကွင့်ရေးချိုးဖောက်ခံရပါကဥရီအကူအညီယူခွင့်ရှိသည်မိသူကမှဥရီမဲ့ဖန်စီခြင်းတန်းပြီမှနှင်ထုတ်ခြင်းမပြုရလူတိုင်းမျှတာသောတရားစီရင်မှုခံခွင့်ရှိသည်လူများကြားနာနိုင်သောတရားရုံးဖြစ်ရမည်အပြစ်ရှိသည်ဟုခံလွန်သောအထောက်အထားမရှိမချင်းထိုသူသည်အပြစ်မရှိမကောင်းသောရည်ရွယ်ချက်ဖြင့်အခြားသူ၏စာများကိုဖောက်ခြင်းအိမ်တွင်ဝင်ခြင်းမပြုရလူတိုင်းမိမိတိုင်းပြည်တွင်လွတ်လပ်စွာတွာလာခွင့်ရှိသည် မတရားပြစ်ပေးခံရမည်ဆိုပါကအခြားနိုင်ငံတွင် ခုံလုံခွင့်တောင်းခံနိုင်သည်လူတိုင်းနိုင်ငံတစ်နိုင်ငံတွင်နိုင်ငံသားဖြစ်ခွင့်ရှိသည် ဆန္ဒရှိပါကအခြားနိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည် အရွယ်ရောက်ပြီးသောကြားမာတာမိမိဆန္ဒဖြင့်လက်ထပ်ခွင့်အိမ်တော်ထူထောင်ခွင့်ရှိသည်လူတိုင်းကိုယ်ပိုင်ပြည့်စည်ပိုင်ဆိုင်ခွင့်ရှိသည်လူတိုင်းလွတ်လပ်စွာကိုယ်ကယ်ခွင့်ရှိသည်ဆန္ဒရှိပါကအခြားဘာသာသို့ကူးပြောင်းနိုင်သည်လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည် လူတိုင်းငြိမ်းချမ်းသောနည်းဖြင့်ဖွဲ့ထားသောအဖွဲ့များသို့လွတ်လပ်စွာဝင်ခွင့်ရှိသည်လူတိုင်းမိမိတိုင်းပြည်အစိုးရကိုဆန္ဒမဲ့ဖြင့်ရွေးချယ်ပိုင်ခွင့်ရှိသည်လူတိုင်းလူမှုဘဝဖူလုံရေးခန်းစားခွင့်ရှိသည်လူတိုင်းတင့်တင့်တော်လာစားဖြင့်အလောလောခွင့်အလောသမားတမတ်ကများသို့ဝင်ရောက်ခွင့်ရှိသည်လူတိုင်းအပန်းဖြေအနာယူခွင့်ရှိသည်လူတိုင်းလုံလောက်သောလူနေမှုအဆင့်အတန်းနှင့်စေကူတာခွင့်ရှိသည် လူတိုင်းပညာသင်ကြားခွင့်ရှိသည်အနိုင်ဆုံးမူလတန်းပညာကိုအခမဲ့သင်ခွင့်ရှိသည်လူတိုင်းမိမိပတ်ဝန်းကျင်၏ယဉ်ကျေးမှုတွင်ပါဝင်ပိုင်ခွင့်ရှိသည်လူတိုင်းဤစာတန်းပါခွင့်ရေးများကို လေးစားရမည် လူတိုင်းအခြားသူများ၏ခွင့်ရေးကို လေးစားရမည်ဤစာတန်းပါခွင့်ရေးများကိုမိသူမှမချိုးဖောက်ရပညာစာတန်းတရအနေနဲ့ UDH ဟာဥရေလမ်းကြောင်းအရစီနောင်ခြင်းမရှိပါဘူးသို့တော်လည်းကမ္ဘာလူအခွင့်အရေးအခင်းကျင်းပေါ်မှာတိတိတသာတည်ရမှုရှိပြီး လူ့ခွင့်ရေးဆိုင်ရာသဘောတူစာချုပ်အခြေခံတဲ့ဥရေမှုပေါင်းတွေနိုင်ငံတွေရဲ့မျိုးသားဥရေတွေနဲ့နိုင်ငံတကာဆန်နှုန်းတွေပေါ်မှာတော့ဩဇာတရားမှုရှိပါတယ်။လူ့ခွင့်ရေးကိုစောင့်ကြည့်ထိန်းသိမ်းခြင်းကုလသမဂ္ဂရန်တရားများကုလသမဂ္ဂကို1945ခုအောက်တိုဘာ24မှာဖွဲ့စည်းပါတယ်။ကုလသမဂ္ဂပြည်ညင်စာတမ်းအပိုက်68ရ Human Rights Commission ကို1946မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။ ကုလသမဂ္ဂပြည်ညင်စာရဲမှာပါဝင်တဲ့လူအခွင့်ရေးနဲ့လွတ်လပ်ခွင့်ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုဖို့အတွက်လူအခွင့်ရေးပြညာစာတန်းကိုရေးဆွဲစီခဲ့ရမှာတော့အမေရိကန်နိုင်ငံကသမ္မတကရောဟောင်းအယ်လီနာရူးစ်ဘက်ကဦးဆောင်ခဲ့ပါတယ်1940 48မှာနိုင်ငံတွေရဲ့အကြံပြုချက်ကိုလက်ခံပါတယ်အစည်းအဝေးပေါင်း82ကြိမ်နဲ့ပြင်ဆင်မှုပေါင်း168ကြိမ်ပြုလုပ်ခဲ့ပါတယ်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများနဲ့လည်းတာဝန်ခဲ့ပါတယ်လူအခွင့်ရေးပြညာစာတန်းကို1948ခု ဒီဇင်ဘာ၁၀ရက်နေ့မှာဖရီမြို့မှာကျင်းညာနိုင်ခဲ့ပါတယ်။နိုင်ငံပေါင်းများစွာပါဝင်ခဲ့ပြီးမြန်မာနိုင်ငံကလည်းအစောဆုံးပဲပြီးခဲ့ပါတယ်။စတင်ဖွဲ့စည်းကစားနိုင်ငံကျော်90ပါဝင်ပြီးလက်ရှိမှာ193နိုင်ငံပါဝင်ပါတယ်။ကုလသမဂ္ဂဌာနများကုလသမဂ္ဂဌာနကြီး6ခုရှိပါတယ်။ဒီအထွေထွေညီလာခံနှင့်လုံခြုံရေးကောင်စီ3စီးပွားရေးနဲ့လူမှုရေးကောင်စီ4နိုင်ငံတကာတရားရုံး5အထွေထွေတွင်းရင်းမှုချုပ်ရုံး6ကိုလိုနီဖြတ်သိမ်းရေးကောင်စီ လူအခွင့်ရေးကောင်စီကလည်းတည်တံ့ရှိပါတယ်။ကုလသမဂ္ဂလူအခွင့်ရေးကောင်စီလူအခွင့်ရေးကောင်ရှင်ကနေ2016မတ်လ15မှာတော့လူအခွင့်ရေးကောင်စီအဖြစ်ပြောင်းလဲပြီးဖွဲ့စည်းခဲ့ပါတယ်။ရွေးချယ်တင်မြှောက်ထားတဲ့48နိုင်ငံပါဝင်ပါတယ်။ကောင်စီဝင်တက်တန်း3နှစ်ဖြစ်ပြီးတော့နှစ်ချိန်ဆက်တာရွေးခန့်ပိုင်ခွင့်မရှိပါဘူး။ထွေထွေညီလာခံ3ပုံ2ပုံမဲသဘောနဲ့ကောင်စီဝင်အဖြစ်ကဆိုင်းငံ့နိုင်တယ်။ ကောင်းစီဝင်သုံးပုံနှစ်ပုံထောက်ခံရင်လူအခွင့်ရေးဆိုင်ရာရေးပေါ်စည်းဝေးခေါ်နိုင်ပါတယ်။နှစ်စဉ်နဲ့တိုင်ဂျနီဗာမြို့မှာကောင်းစီစည်းဝေးတုံးတင်ကျင်းပပြီးအလဲကျနိုင်ငံတွေရဲ့အစီရင်ခံစာကိုသုံးသပ်ခါအကြံပေးချက်ထုတ်ပြန်ပါတယ်။တကယ်လို့သာစိုးစိုးရွားရွားအခြေအနေတွေရှိရင်တုံ့ပြန်လှုံ့ဆော်နိုင်ခွင့်တချို့လည်းရှိပါတယ်။လူအခွင့်ရေးရန်တရားသုံးမျိုးရှိတယ်။ကုလသမဂ္ဂနိုင်ငံများလူအခွင့်ရေးကိုအချိန်မှန်သုံးသပ်ခြင်း UPR Universal Periodic Review လို့ခေါ်ပြီး လေးနေတဲ့ချိန်လုပ်ငန်းစဉ်အတိုင်းမဲ့စီရင်ခံရပါတယ်။၃နိုင်လောက်ကြာမြင့်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအစိုးရကစာမျက်နှာ20တဲ့မကိုတဲ့အစီရင်ခံစာတက်ဆောင်တင်ရတယ်။တက်နိုင်ကြာတင်ပြနိုင်တယ်။ဂျားအစိုးရတွေကမေးခွန်းအကြံပေးချက်တွေတင်ပြနိုင်တယ်။ရပ်ဘက်အဖွဲ့အစည်းတွေကလည်းအစိုးရတွေရဲ့အကောင့်ထဲဖော်မှုကိုသုံးသပ်တဲ့အစီရင်ခံစာကိုစာမျက်နှာ10မျက်နှာထဲမှာပူစီပဲအနှစ်ချုပ်တင်နိုင်တယ်။ NGO တွေအနေနဲ့ တက်နိုင်တော့လဲစကားမပြောနိုင်ပါဘူးကုလသမဂ္ဂအေဂျင်စီများရဲ့အစီရင်ခံစာကိုတော့မာမင်းကြီးရုံးကနှစ်ချုပ်ပြင်ဆင်တတ်ပါတယ်နောက်တစ်နေ့မှာထရိတ်ကသုံးနိုင်ငံအဖွဲ့ကမှတ်တမ်းကျင်းညပါတယ်နောက်သုံးလမှာတော့လူခွင့်ရေးကောင်စီစီဝေးမှာသက်ဆိုင်ရာဆိုရာကအကြံပြုချက်တွေကိုသဘောတူတာတွေညင်းပယ်တာတွေကျင်းညနိုင်တယ်အဲ့ဒီအခါမှာတခြားဆိုရာတွေနဲ့ NGO များပါဝင်ပြောနိုင်ပါတယ်နောက်၄နှစ်မှာတော့ဂရီတွေကိုအကောင့်ထဲပေါ်ခြင်းရှိမရှိပြန်ကြည့်ပါတယ်မြန်မာနိုင်ငံကတော့2017 2025နဲ့2021တို့မှာ UPR တတိယဆက်ဝင်အထိဖြစ်ပါတယ်။စာချုပ်ကြီးအခြေပြုရန်တရားပြည်ပဆိုင်ရာလူ့အခွင့်အရေးစာချုပ်ကြီး၉ခုရှိပြီးလက်မှတ်ထိုးခဲ့တဲ့အစိုးရကိုပဲတက်ရောက်တာပါ။ဆိုင်ရာကော်မတီများဖွဲ့စည်းပြီးစောင့်ကြည့်တာမျိုးလုပ်ပါတယ်။ ICESR စီးပွားရေးလူမှုရေးယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာစာချုပ် ICCPR အများပြည်သူနဲ့နိုင်ငံရေးဆိုင်ရာအခွင့်အရေးစာချုပ် CDOR မျိုးသမီးများအားခွဲခြားဆက်ဆံမှုပုံစံအားလုံးပပျောက်ရေးသဘောတူစာချုပ် CRC ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက်စာချုပ် ICRPD မတန်စွမ်းသူများအခွင့်အရေးဆိုင်ရာပြည်ပဆိုင်ရာသဘောတူညီချက် ICMW ပြည်ပဆိုင်ရာရွှေ့ပြောင်းလုပ်သားများနဲ့၎င်းတို့၏မိသားစုဝင်များ၏အခွင့်အရေးများကကွယ်ဆောင်ရှောက်ရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် ICPPED လူသားများအတင်းအကျပ်ပျောက်ဆုံးမှုမှကာကွယ်ရေးဆိုင်ရာသဘောတူစာချုပ် ICERD လူမျိုးရေးခွဲခြားဆက်ဆံမှုများပပပြေးဆိုင်ရာသဘောတူညီစာချုပ် CAT ညင်ပန်းနှိမ့်ဆက်မှုနှင့်ရက်ဆက်ကြမ်းကြမ်းမှုဆိုင်ရာသဘောတူစာချုပ်ဒါရီပြင်းမဖြစ်မနေမဟုတ်တဲ့ protocol တစ်ခုရှိတယ်မြန်မာနိုင်ငံက ICESRC.CRC ICRPD တို့ကိုလက်မှတ်ထိုးထားပါတယ်အထူးလှုပ်ထုံးလုပ်နည်းဆိုင်ရာလောက်ကန်းစဉ် ပေါ်ကနီးတစ်ခုလုံးနဲ့မလုံလောက်ပဲလူခွေရေချိုးပေါက်ခံရတာတွေများလို့ရင်အထူးစုံစမ်းရရှိခန့်အပ်ထားပြီးစောင့်ကြည့်တာတွေလုပ်ပါတယ်။လက်ရှိနိုင်ငံ14နိုင်ငံဒီရန်နရတဲ့ပါဝင်တယ်လို့သိရပါတယ်။ထို့စောင့်ကြည့်မှုပြုလုပ်ခံထားရတဲ့14နိုင်ငံထဲမှာမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။နိုင်ငံတွင် အစီအပံများဖွဲ့စည်းပုံအခြေခံဥပဒေမှာလူခွေရေနဲ့ပတ်သက်ပြီးပါဝင်စည်းဖို့လိုအပ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဟာနိုင်ငံရဲ့ ဥပဒေအားလုံးရဲ့မြစ်ဖြားခံရဖြစ်ပါတယ်ဖွဲ့စည်းပုံဟာအစိုးရနဲ့ပြည်သူကြားကဂရိပဒိညင်ဖြစ်ပါတယ်အစိုးရကနေပြည်သူတွေအပေါ်အာမခံပေးရမယ့်အချက်တွေနဲ့နိုင်ငံသားတွေကလိုက်နိုင်ရမယ့်ကျင့်ဝတ်တွေကိုဖော်ပြထားတယ်ဖွဲ့စည်းပုံကောင်းရင်လူ့အခွင့်အရေးတွေကိုလည်းပို့ပြီးအာမခံချက်ပေးနိုင်မှာဖြစ်တယ်ဖွဲ့စည်းပုံမှာလူ့အခွင့်အရေးတွေကိုဘယ်သူတွေကခံစား권ရှိလဲဆိုတာတွေကိုဖော်ပြတဲ့အခါဘောဟာရအချင်းအချဲကအရေးကြီးတယ်နိုင်ငံသားလားနိုင်ငံတွင်းရှိတော်သူများလားတိုင်းရင်းသားလားစတဲ့အသုံးအနှုန်းတွေဟာ အုပ်စုတည်ရမှုကွာချပါတယ်ဒီအဖွဲ့တွေမှာဒူးချင်းအခွင့်ရေးအုပ်စုလိုက်အခွင့်ရေးတွေအမကန်ချက်ရသလားအခြေခံမူဝါဒတွေစံနှုန်းမူပေါင်းတွေနဲ့ကိုက်ညီသလားအခြေအနေရလိုအပ်ရင်ဘယ်လိုကန့်တတ်လို့ရတယ်ဆိုတော့စနစ်တကျနီလန်းတွေအနာရှိသူတွေကိုကန့်တတ်တာနဲ့ချိုးဖောင်ရဲ့အပြစ်ပေးခွင့်တွေလိုအပ်ပါတယ်လူအခွင့်ရေးကော်မရှင်တွေဟာမြို့သားလူအခွင့်ရေး institution တွေတဲကတခုဖြစ်ပါတယ်သူတို့ဟာ ဇိုးရတွေကဖွဲ့စည်းပေမဲ့ဇိုးရရဲ့အုပ်ချုပ်မှုနှောက်ယှက်မှုကကင်းလွတ်ဖို့လိုပါတယ်။ဒီအမျိုးသား institution တွေဟာဒဏ္ဍာဟာရနိုင်ငံတွေကစတင်ပြီးပေါ်ပေါက်လာတယ်။1993ပြည်နာကြော်ညာချက်မှာနိုင်ငံတကာနိုင်ငံချင်းဟာနိုင်ငံအဆင့်လူ့အခွင့်အရေး institution တွေထူထောင်ဖို့ပါဝင်တယ်။ International Coordinating Committee of National Institution for the Promotion and Protection of Human Rights ကိုထောင်ကွာ94မှာပဲတည်ထောင်ပါတယ်။နိုင်ငံတွေကလူ့အခွင့်အရေးကော်မရှင်မှာဘယ်သူတွေပါမယ်၊ဘယ်နှစ်ယောက်ပါမယ်ဆိုတာကတော့မတူပါဘူး။ရှီတောင်အာရှမှာအကြီးဆုံးကတော့ဖိလစ်ပိုင်မှာပါ။ဆန်နှုန်းအားဖြင့်တော့ဒီကော်မရှင်ဝင်ဖြစ်ဆောင်ရွက်မဲ့သူတွေကိုရွေးရမှာပွင့်လင်းမြင်သာပြီးရပ်ဖက်လူ့အခွင့်အရေးတွေကပါဝင်နိုင်တာမျိုးဖြစ်ဖို့ပါ။ လူ့ဝယ်စည်းစုံရဲ့စုံလင်ကွဲပြားမှုနဲ့ကျောင်းမှတန်းသူရေးကိုထင်ဟနိုင်တဲ့စုစည်းမှုမျိုး ਨੇ ပယ်တီးတီးကလူတွေရဲ့ပါဝင်မှုလည်းဖြစ်တည်ပါတယ်။နောက်နိုင်ငံတွေမှာတော့တိုင်းမင်ခံအကြံပြုဖွဲ့တွေနဲ့သူတေသနာဖွဲ့တွေကိုနိုင်ငံတွင်းရန်တရားထဲမှာစဉ်းစားပေမဲ့မြန်မာဘက်မှာတော့ဒါကအားနည်းပါသေးတယ်။သူတို့ဟာဥရေပြူရေအုပ်ချုပ်ရေးတရားစီရင်ရေးခန့်မှတ်တဲ့ပြင်အချုပ်အချင်းထောင်တွေကိုပါစောင့်ကြည့်တယ်လို့လူ့အခွင့်အရေးမြင့်တင်ဖို့ချိုးဖောက်ခံရရင်တုံ့ပြန်ဖို့စုံစမ်းဖို့စည်စပ်ဖို့လုပ်ပါတယ်။ ကုလသမဂ္ဂမှာလည်းလူ့အခွင့်အရေးကော်မရှင်ရန်တရားရဲ့လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်တာတွေရှိပါတယ်။ဘာတွေလုပ်ရမလဲဆိုတဲ့စီးရင်ကတော့နိုင်ငံလိုက် institution တွေပေါ်မှာမူတည်ပါတယ်။လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာကြေညာချက်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာကြေညာချက်ကိုကုလသမဂ္ဂရဲ့ထွေထွေညီလာခံကတညီတဲ့သဘောတူပြီးတော့အတည်ပြုတာပါ။1998ခုဒီဇင်ဘာ9ရက်မှာကြေညာပါတယ်။အဲ့ဒီကြေညာချက်ဟာလူ့အခွင့်အရေးတွေကိုမြင့်တင်ဖို့ ကာကွယ်ဖို့လှုံ့ဆော်နေသူတွေနဲ့ဒူးချင်းစီအုပ်စုလိုက်တဲ့လူ့ဖွဲ့စည်းတွေရဲ့တာဝန်ကိုယူဖို့လိုအပ်ချက်ရပိုင်ခွင့်စတာတွေကို ဖော်ပြထားပါတယ်။ဒီကြေညာချက်ဟာဥပဒေအရစီနာမှုရှိပါဘူး။ဒါပေမဲ့ထွေထွေညီလာခံကသဘောတူတာမှုခိုင်းပါတယ်လို့ဆိုနိုင်ပါတယ်။လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်သူများဆိုတာဗာလဲလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အမျိုးသမီးအခွင့်အရေးတွေဌာနေတိုင်းသားလူမျိုးတွေရဲ့အခွင့်အရေး LGBTQ အခွင့်အရေးတွေစတဲ့အခွင့်အရေးမျိုးမျိုးအတွက် တူတဲ့တော်လကအဖွဲဖွဲပြီးတော်လကဆောင်ရွက်နေကြသူတွေကိုဆူလိုတာပါပဲအဲ့ဒီလိုစောင့်ရှောက်ဖို့ဟာလူတိုင်းမှာတာဝန်ရှိပါတယ်လူအခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကအဲ့ဒါလိုကာကွယ်မြင့်တင်စောင့်ရှောက်ရခြင်းကိုသူတို့ရဲ့ဘဝနေနည်းဖြင့်သတ်မှတ်ထားသူတွေပါပဲဒီလိုလူတွေဟာအာနာရှင်တွေရဲ့မုံတိဖို့ကိုခံရပါတယ်ပြညာချက်စာတမ်းမှာလူအခွင့်အရေးပြညာစာတမ်းနဲ့ ICCPR လိုစာချုပ်တွေမှာပါတဲ့အချက်တွေကိုပဲအခြေခံထားတာပါဒီစာတမ်းကိုအပိုင်း၃ပိုင်းခွဲကြည့်နိုင်ပါတယ် ဇာတ်အသေးစိတ်ကိုနောက်ဆက်တွဲမှာဖော်ပြပါမယ်။လူအခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေရဲ့အခွင့်အရေးများနဲ့၎င်းတို့အားကာကွယ်ပေးခြင်း၊နိုင်ငံစိုးရာများ၏တာဝန်များ၊လူတိုင်း၏တာဝန်ဝတ္တရားများလူအခွင့်ရေးကာကွယ်စောင့်ရှောက်သူများအတွက်အကာအကွယ်အစောင့်ရှောက်ခံခွင့်၊လွတ်လပ်စွာစုဝေးစည်းရုံးခွင့်၊လွတ်လပ်စွာဖော်ထုတ်ခွင့်၊နည်းမြေဖြတ်ကျော်ဆက်သွယ်ခြင်းနဲ့နိုင်ငံတကာဖွဲ့စည်းများနဲ့ချိတ်ဆက်ခွင့်လူခွင့်ရေးအိုင်ဒီယာတင်များဆွေးနွေးခွင့်နဲ့ဖော်ထုတ်ခွင့်ထိခိုက်မှုများအတွက်ထိရောက်စွာကူစွာခွင့် ငွေကြေးရင်းမြစ်များရယူဝင်စားတဲ့အခွင့်အရေးတွေကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ဥရိယာစီးနောင်နိုင်မှုရှိဖို့နိုင်ငံများပြားမှာအဲ့ဒီလူအခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆရာကြီးညာချက်ကို နိုင်ငံတော်အဆင့်နဲ့ဥရိပေါင်းဆက်ပြဋ္ဌာန်းရန်ကြိုးပမ်းခြင်းတွေရှိနေပါတယ်။မြန်မာနိုင်ငံမှာလည်းဒါကိုလုံးသင့်တယ်လို့စာရေးသူအနေနဲ့တိုက်တွန်းပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တူတာပါ။